Good day to my fellow students. My name is Modu Jo. I'm here to discuss the topic of Unit 10 grammar 2 in order to, so as to, so that, in order that. ဆိုတော့ unit 10 grammar မှာဆိုလို့ရှိရင်ဆရာတို့ကဒီမှာစကားလုံးအသုံးအနှုန်းလေးတချို့ပေါ့လေ အဲ့မှာမှပထမအဆုံးတပိုင်းကိုဆက်ပြောမယ်2ရယ် in order to ရယ် so as to ရယ်အတူတူပဲဖလှယ်ပြီးတော့တုံးလို့ရတယ်ခွဲပြီးတော့မှတုံးလို့ရတယ်သူကတော့ဒါ shape မှာဆရာပြောခဲ့တယ်လို့ပဲပေါ့လေဖို့ပေါ့ဒါပါပဲတခုခုကိုရည်ရွယ်ပြီးတော့လောက်တာမျိုးပဲဒါကိုရည်ရွယ်ပြီးတော့ဒါဖြစ်ဖို့ဒါလောက်တယ်ဖို့ပေါ့ဒါပါပဲ so that in order that ကလည်းပဲဖို့ရံပဲအတိတ်ပဲအတူတူပဲဒါမဲ့ ီကောင်လေးအပြင်ကတော့အကုန်လုံးကဖို့လို့ပဲပြောပေမဲ့လို့ဒီ to in order to so as to the group so that in order that ကတကူလို့ဆရာပါလို့ပြောလို့ဆိုရင် to in order to so as to the သူကသူ့နောက်မှာလာတဲ့ဥစ္စာကသူက sentence subject verb object ဒီအစံလိုက်ကိုမလိုက် phrase ဆို verb phrase ဆို verb phrase တခုပဲလိုက်တယ် so that to in order that တို့ကြတော့မဟုတ်တော့သူ့ရဲ့နောက်မှာ subject verb object ဒီအတွဲလိုက်လိုက်တယ်အဲ့ဒါကွာသွားတာ example ကိုကြည့်လိုက်မယ်ဆိုလို့ရှင်ပို့ပြီးတော့ရှင်းလိုက် the student opened the window to ventilate the classroom စာသင်ခန်းကိုလေဝင်လူထွက်ကောင်းအောင်လို့ကျောင်းသားကဗထမကိုဖွင့်အဲ့မှာ to ရဲ့နောက်မှာ ventilate the classroom phrase တစ်ခုပဲလာတယ် subject verb အတွဲမလာအောင် Fireman use hoses in order to so as to put out fires. မင်းညိဖို့အတွက်မိသက်သမားတွေကမိသက်ပိုက်ကိုတောင်းတယ် hoses ဆိုတာမိသက်ပိုက်ကိုပြောတယ်။ဆိုတော့ဒီမှာလည်းပဲ put out fires subject verb အတွဲမလာဘူး verb တန်းလာတယ်။သူ့ရဲ့နောက်မှာက verb phrase ပဲလာတော့တယ်။ subject verb atoy malao. So that na yonata malum ho. We want to get to the beach early so that we can see we subject can verb. No, can see we subject can see verb. the sunrise object subject verb object atoy like la. So that in order that yonata malati pongsa naim. I left a message with his roommate in order that he would know. He subject would know verb ဒီပုံစံလား I came to sing out တာနောက်ကဆက်ပြီးတော့ရေးတာပေါ့လေ So subject verb အတွဲလာတာ So that တို့ in order that တွေပဲနောက် to နောက်မှာက verb phrase တန်းကမှာဒါပဲကြွားသွားမယ်နော်ဒီမှာဆိုလို့ရှိရင် we want to go to the beach early ကမ်းခြေကိုဆွတ်ဆွတ်သွားတယ်ဘာလို့လဲ we can see the sunrise နေရွှတ်တောင်ကိုမြင်ရဖို့ဖို့ချင်းအတူတူပဲအတိတ်ပဲချင်းအတူတူပဲဒီမှာဆိုတော့ I left the message with his roommate သူ့ရဲ့အခန်းပေါ်ထဲ message ကိုထားခဲ့တယ်ဘာလို့ဖို့လဲ he would know I came to see him သူ့ကိုလာတွေ့တယ်ဆိုတာသိဖို့သိအောင်လို့ ဆိုရည်ရွယ်ချက်အကြောင်းပြောနေတာပဲတကုတ်ကိုရည်ရွယ်ပြီးတော့ purpose ကိုပြနေတာပဲမတူတာကဘာလဲဆိုရင် to နောက်မှာ verb phrase တန်းပြီးတော့လာတယ် so that in order တိုင်းနောက်မှာ subject verb အတုံးလာတယ်ဒါပဲမတူလားအဲ့မှာတကုတ်ထပ်မှတ်မှာ so that is more common than in order that so that နဲ့ in order that ဆိုလို့ရှိရင်တော့ so that ကိုပဲသုံးတာများပါတယ် in order that ကတော့ formal ပေါ့လေ formal အတွက်ပဲသုံးတာများတယ် to in order to suggest to order ဒါအကုန်လုံးဖလှယ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဆိုတော့ဆရာတို့ exercise မှာ to နဲ့ so that နဲ့ဖြည့်ဖို့ လွယ်လွယ်လေးပဲ to ဆိုလို့ရှိရင်နောက်မှာပါလာမလဲ verb phrase တန်းလာမယ် so that subject verb အတွဲလာဆိုတော့ဆရာတို့ဒီနောက်ကလေးကိုလိုက်ကြည့်ရုံပဲ we went to the canteen have a drink verb တန်းလာတယ် to have a drink ရှေ့ချန်လေးနော်တခုခုတောက်ဖို့ canteen you must be over 18တသက်ရှင်နေကြော်ရမယ် blank you can get subject can get verb you subject can get verb subject verb အတွဲတွေ့ပြီဆိုတော့ so that so that you can get a driving license ကောင်းအောင်လိုင်စင်ရအောင်အသက် session နဲ့ကြောက်ရမယ် she left early this morning ဒီမနေ့အစောပိုင်းကသူမထွက်ခွာသွားတယ် avoid verb to avoid the rush hour she left early this morning to avoid the rush hour နော်ဒီ rush hour ဆိုတဲ့ဘောကတော့ရုံတက်ရုံစင်းချိန်မှာကားကြက်တာလူကြက်တာလမ်းမှာကားတွေကြက်တာလူတွေများတာဒါကိုပြောတာဒါကိုရှောင်ဖို့အတွက်မနေ့စောစောထွက်တယ် i decided to go abroad နိုင်ငံခြားကိုတော့ဆုံးဖြတ်လိုက်ပြီ continue ဖက်ပ်တန်းလာဆိုတော့ to continue my studies မရဲ့ဒါကျောင်းလုပ်ငန်းလေးလာတင်ကြမှုတွေကိုရှေ့ဆက်ဖို့အတွက်နိုင်ငံခြားကိုတော့ဖို့ဆုံးဖြတ်လိုက်ပြီ I want to arrive at the office 20 minutes earlier ရုံးကိုမိနစ်20ဆောပြီးတော့မှရောက်ချင်တယ် blank I can have I subject can have verb so that I can have time for a cup of coffee coffee တော့ဖို့အချိန်လိုချင်တော့ So do is using the map so do ကမြေပုံကိုတုံးနေတယ် blank find verb တန်းလာလေဆိုတော့ to find the way to his destination သူသွားမယ့်နေရာရဲ့လမ်းကိုသိဖို့တောင်မြေပုံသုံးနေတယ်ပေါ့ I will go to bed early tonight ဒီညအရာဆော့ဆော့ဝင်မယ်ဘာလည်းမသိသေးဘူး I can get up I can get up subject verb တွဲလာလေဆိုတော့ so that I can get up early tomorrow မနက်ဖြန်မနက်ဖြန်မနက်ဆော့ဆော့အရာထားဖို့ပေါ့ Then there is learning Chinese သင်သင်ကတရုတ်ဘာသာစကားသင်နေတယ်လေ့လာနေတယ် get verb တန်းလာလေဆိုတော့ to get promoted in the company company မှာရာထူးတိုးဖို့အတွက်ပေါ့ I will send him an email. ငါသူ့ကို email ပို့မယ်။ He can get subject verb အတွဲလာရဲဆိုတော့ so that he can get the message at once. တခါလေသူ message တန်းပြီးတော့ရအောင်လို့ email ပဲပို့လိုက်တော့မယ်။ I told him where I live. ငါပမာနေတယ်ဆိုတာသူ့ကိုပြောတယ်။ He would know ဆိုတော့ subject verb အတွဲဆိုတော့ so that he would know how to get to my house. ငါအိမ်ကိုဘယ်လိုလာလဲသိအောင်လို့ခါတိုင်းငါနေတဲ့နေရာပြပြလိုက်တယ်ပေါ့။ပြီးသွားလို့ရှိရင် bracket ထဲမှာပြီးလာတဲ့စလုံးတွေကိုအခြေခံပြီးတော့မှဒါ sentence တွေ join ကြည့်မယ်။ Mom whispered. အမေကတော်တော်လေးပြောလိုက်တယ်။ She didn't want to wake up her children. ကလေးတွေကိုမနှိုးချင်လို့စကားပြောတာတော်တော်လေးပဲပြောတယ်အမေက။အဲ့ဒါကိုဆက်တော့ not to နဲ့ပြောမယ်။ to ဆိုလို့တခြားမလို့ဆက်တော့ verb ကနေစပြီးတော့ယူမှာ subject မလို့။ Mom whispered not to wake up her children. ဒါပဲရှင်းရှင်းလေးပဲ။ I took my camera. ကင်မရာယူလာတယ်။ I want to take some photos for my assignment. assignment တော့တက်ပေါ်ရချင်တာ။ to verb ကနေတန်းကောက်မှာ I took my camera to take some photos for my assignment. Lulun returned on the lights. Lulun turned on the lights. Lulun ကမီးကိုဖွင့်လိုက်တယ်။ She wanted to see more clearly. ပို့ပြီးတော့ပြည့်ပြည့်သွားသားမြင်ရချင်တယ်။အဲ့ဒါကိုဆက်လို့ဆိုးသန့်နဲ့ဆက်။ဆိုးသန့်နဲ့ဆက်တယ်ဆိုတော့ညမှာနောက်တစ်ခုမှတ်ရရှိတာပါလဲဆိုဆိုးသန့်ရဲ့နောက်မှာ model verb လိုက်တယ်။အဲ့ဒါတစ်ခုထပ်ပြီးတော့မှတ်။ဆိုးသန့်သုံးတိုင်းသုံးတိုင်းမှာရှေ့မှာလည်းတော်တော်များများသတိထားမိလိမ့်မယ်။ဆိုးသန့်သုံးတိုင်းသုံးတိုင်းမှာ subject နောက်မှာလိုက်တဲ့ verb တွေဂျာနဲ့မှာ model verb ခံပြီးတော့မှာလိုက်ရတယ်။ဆိုတော့ really turn on the light so that she past tense တုံးတဲ့ခါကျတော့ modal verb ကိုလည်း past tense တုံးမှာ she could see more clearly ဒါပဲနော် modal verb can could light so that နောက်မှာအမြဲတမ်း so so that she could see more clearly ရှင်းရှင်းလေးပဲနော် i will come to you အမေစီကိုလာမယ် i want to help you မင်းကိုကူညီမယ်အဲ့တော့ in order to နဲ့ဆက်မယ်ဆိုတော့ to ဆိုတော့ verb ထိကောက်ရုံပဲ i want to I will come with you in order to help you. Number five, you must take an umbrella. Minty you may me. You will not get wet. I do you must So that, so the subject to be, model verb, can lam la, call lam You must take an umbrella so that you cannot get wet. He wants to finish his homework today. Do you a bit of he will be free at the weekends. Balule, Payama, Aulu. In order that, that period of Jamblu Saturday, subject verb to any Bio, whatever, Duma, well, Peter Kajaram, whatever, Homalebe, can me lamabo. He wants to finish his homework today in order that he can be free at the weekends. The teacher spoke slowly. The students could take down the notes. ်ဆိုတဲ့ဆိုတော့ subject verb modifier ကိုကြည့်တဲ့အခါမှာကုတ်ဖြစ်နေတဲ့အခါကျတော့ဆက်လို့ကုတ်တိုင်းပဲရေးမယ် the teacher spoke slowly so that the students could take down the notes concentrate on your exercises မင်းရဲ့လေ့ကျင့်ခန်းတွေကိုအအောင်စိုက်ထားပါ you won't make any mistakes ဘာလို့လဲအမှားမလုပ်ပြအောင် to ဆိုတော့ဆက်လို့ subject ကနေပဲလိုက်မယ် to ဆိုတော့ဆက်လို့ verb ကနေပဲလိုက်မယ် concentrate on your exercises not to make any mistake နမနာ she does not image သူမကတော့အများကြီးတိတ်ပြီးတော့မစားဘူး she does not want to gain weight ဝိုင်းမတက်ချင်လို့ not to ဖြစ်လို့တကြောင်လို့ verb ကနေပဲစမယ် she does not image not to gain weight we were saving money အရောပစံစုနေတယ် we want to go to bangkok on holiday ပဲရမှာ bangkok ကိုသွားချင်လို့ in order to ဆိုတော့ verb ကနေပဲလိုက်မယ် we were saving money in order to go to bangkok on holiday go on drives very carefully go on ကဂရုတစိုက်နဲ့ကားမောင်းနေအရန်ဂရုတစိုက်နဲ့မောင်းနေ he wants to avoid accidents accident မဖြစ်ချင်လို့အော်နာ2ဖြစ်တော့တော့ကြောင်းမလို့ valve ကနေပဲလိုက်မယ် cool on dries very carefully in order to avoid accidents they serve the internet through internet မှာရှာတယ် they want to gather more information for their assignment assignment the information ပို့ပြီးတော့လိုချင်တယ်အော်နာ2ဖြစ်တော့တဲ့ valve ကပဲလိုက်မယ် they serve the internet in order to gather more information for their assignment so ဒါလေးဖြည့်ပြီးပြီဆိုလို့ရှိရင်တော့သတိမျိုးဒီသင်ခန်းစာပေါ်မှာနားလည်သဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ် ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်